အပအဝေးခေဆဆမြန်မာပြည်ဒီမိုကရေစီရေးဆရာမရှိစနေစံချီအဆင်နေကကွင်းစ်လန်ပြည်နယ်ရှိ CRBH NUG Spoke Group ရဲ့လင်းနေမြောက်နှစ်ပတ်လည်အစည်းအဝေးကိုဘစ်ဝင်းမြို့ရှိ Garden City Library စာကြည့်တဲ့ခန်းမဆောင်မှာ မေလ10ရက်နေ့ကကျင်းပပြုလုပ်နေကြတာဖြစ်ပါတယ် ဒီဩစတြေးလျအဖွဲ့အစည်းပြီးတော့၆ဘတ်ကူညီခံရတာမြန်မာမှာရှိနေတဲ့ဒုက္ခရောက်တဲ့ပြည်သူတွေအတွက်အမတန်အသုံးဝင်တယ်။ဒါကြောင့်မလို့အထူးကျေးဇူးတင်ပါတယ်။ဒီလိုမျိုးဒီကနေ့အစည်းအဝေးကိုအမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးမှဗီဒီယိုဖိုင်မှတစ်ဆင့်အားပေးစကားများပြောကြားသွားခဲ့သလိုအမျိုးသားညီညွတ်ရေးအစိုးရဩစတြေးလျနိုင်ငံကိုယ်စားလှယ်ဒေါက်တာထွန်းအောင်ရွှေတို့မှလည်းအွန်လိုင်းမှာတစ်ဆင့်အားပေးစကားများပြောကြားသွားခဲ့ကြပါတယ်။ဒီနေ့ဒီဒီပေါ့နော်ကိုစမင် branch မှာအစ အားလုံးကျွန်တော်အားလုံးကိုယ်ယူရမယ်နေထားပါအယူဂျီဆိုရကာကွယ်ရေးဝန်ကြီးဌာန PDF တောင်ပိုင်းစစ်ဒေသရဲ့အထူးလက်ရုံးတပ်ဖွဲ့ဖြစ်တဲ့အထူးစစ်စင်ရေးတပ်ဖွဲ့ SOF မှာတပ်ဖွဲ့မူရဲဘော်အောင်ဆန်ရှားမှလည်းဗီဒီယိုမက်ဆေ့ချ်မှတစ်ဆင့်ဒီကနေ့အစည်းအဝေးမှာကျေးဇူးတင်စကားပြောကြားသွားခဲ့သလိုအညာဒေသ PDF တပ်ဖွဲ့တို့နဲ့ U Right Education စကိုင်းစတဲ့ပညာရေးဆိုင်ရာအဖွဲ့အစည်းတို့မှလည်း ဗီဒီယိုမက်ဆေ့ချ်များမှတစ်ဆင့်ကျေးဇူးတင်ဂုဏ်ပြုစကားများပြောကြားသွားခဲ့ကြပါတယ်ကျွန်တော်တို့မြေပြင်တိုင်းတပ်ဖွဲ့တွေတော့ PDF တွေ SW တွေအားလုံးပါတော့ပတ်ကဖတ်တွေအားလုံးပါတပည့်ကြီးကြီးနဲ့ကျွန်တော်တို့တက်ဆွန်ဂျိုးပန်းကျွန်တော်တို့အဆုံးထိတိုက်ပွဲဝင်ပါမှာဖြစ်သလိုတော့ CIA အညွကြီး support group နဲ့တော့ဒီတော်လန်ပြပပြည်သူအားလုံးလည်းတက်နိုင်တဲ့ဘက်ကနေတော့ပြည့်ညက်ခံပြီးတော့တောက်ခံလာပြီးတော့ဝေးရပြကြလို့ကျွန်တော်မြေတရက်ခံတောက်ဆိုပါတယ် တော့အားလုံးကျေးဇူးတင်ပါတယ် လေလုံးခဲ့တဲ့နှစ်မှာကျွန်မဘာလုပ်ခဲ့လဲဟိုပေါ့နော်ဒီ finance ပေါ့ finance ပိုင်းနေနဲ့ပတ်သက်ပြီးတော့ဘာတွေဘယ်လောက်ရှာပေးခဲ့တယ်ဘလာဘာတွေလှူပေးခဲ့တယ်ပေါ့နော်အဲ့ဒါဒီအကုန်လုံး project တွေအကုန်လုံးကျွန်မပြန်ချပေးတယ်နောက်ပြီးတော့ဒီအခုတက်လာတဲ့ဒီဟိုပေါ့ကျွန်မထောက်ပို့ထုတ်ထားတဲ့ဒီအဖွဲ့တွေကလည်းကျွန်မတို့ video message ရှိပို့ပြီးတော့ဟိုအားပေးစကားတွေပြောတယ်ထောက်ပြီးတော့ဆက်ပြီးတော့လည်းကူညီပေးပါပေါ့နော်သူတို့ request တွေတောင်းပါတယ်နောက်ပြီးတော့ဝန်ကြီးပေါ့နော်ဒေါက်တာဝင်းမြတ်အေးတို့အမ်သူကလည်း message တွေပို့ပြီးတော့ဒီမလင်းနဲ့ပတ်သက်တာတွေကျွန်မကူထားတာလေနောက် ရေးကြီးတော့ပေါ့နော်အဲ့ကျွန်တော်ပြထားတဲ့အကောင့်နဲ့ပတ်သက်ပြီးတော့လည်းအာတို့ message ပို့ပြီးတော့ကြီးတူတင်ကျွန်တော်ရေပြောရဲနောက်ပြီးတော့ဆက်ပြီးတော့လည်း support ပေးပါဆိုတော့လည်းဟို message ပေးပါတယ်ရှင့်ဒီမိလာကမှာဆိုလို့ရှိလို့ရှိရင်ကျွန်တော်တို့ဒီနိုင်ငံရေး activity report တင်သွင်းတယ်ဒီ financial ပေါ့နော်ဝေဆင်းတဲ့ပတ်သက်တာကိုကျွန်တော်တို့ဆင်းတင်သွင်းပါတယ် ်တင်းတဲ့အခါမှာဒါရီတနစ်တာလုံးကျွန်တော်တို့ကြိုးပမ်းဆောင်ရွက်မှုတွေအားလုံးသိအောင်ကျွန်တော်တို့ member တွေနဲ့မဟုတ်ဘဲပြည်내အတွင်းမှာရှိတဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေတခြားလူတွေအားလုံးသိအောင်ကျွန်တော်တို့ transparency accountability နဲ့ပြတာပါတစ်ချိန်တည်းမှာပဲကျွန်တော်တို့ပတ်မှုမှုတွေဘယ်လိုသွားတာလဲ ဒီငွေကြေးပံမှုမှုတွေဖြည့်ရွှဲနေမှာရှိနေတာအမျိုးသားညီညွတ်ရေးအစိုးရရဲ့အောက်မှာရှိနေတဲ့ PDF တွေကိုကျွန်တော်တို့ထောက်ပံ့တာပါတစ်ချိန်တည်းမှာပဲအရေးကြုံလာလို့ network disaster ဖြစ်တဲ့မိုခါလိုမျိုးခါမျိုးတွေအခုလိုမျိုးမျိုးကလေးနဲ့တုတ်ဆက်မမြင်ကလေးနဲ့ဒုက္ခရောက်တဲ့သူတွေကိုလည်းကျွန်တော်တို့ကွန်ဆန်ဆီယာ CRPH NGO Spoke Group Queensland ရဲ့ဒီကနေ့နှစ်ပတ်လည်အစည်းအဝေးကြီးကိုကရင်ချင်းစတဲ့တိုင်းရင်းသားများအပါအဝင်လူမှုအဖွဲ့အစည်းများမှကိုယ်စားလှယ်များပါဝင်တက်ရောက်သွားကြတယ်လို့ပြည်သူတော်လှန်ရေးထောက်ပို့တပ် PRF တပ်ဖွဲ့ဝင်များ For today's event for the fourth annual general meeting for Queensland CRBH UG support group. It has been four years, right? Four years. We've all been together fighting for this cause. You should all be proud of that. လောကောမီဒီယာရဲ့ဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမ TV YouTube Channel မှာမမဝီတင်ချင်ကြီးကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။